ဘူတိုင်းပတောင်းမြို့နယ်ကြီးနောင်ကျိုးတပ်စခန်းကိုအာရကတပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့စခန်းဆုံးကထွက်ပြေးသွားတယ်လို့သိရပါဗျ။ညောင်ကျိုးတိုက်ပွဲကမလာ၁၇ရက်နေ့မှာပုံမပြင်းထန်ခဲ့ပြီးလက်နက်ကြီးစိန်တဲ့မနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့စခန်းမှာထွက်ပြေးသွားကြတယ်လို့စေတရင်းမြင့်တန်ကသိရပါဗျ။ကိုရဲနေရစပြီးပြေးတယ်လို့သိရတယ်။ကြောက်ဘူးကြောင်းအတိုင်းထွက်ပြေးကြတာ။ စစ်တပ်ဘက်ကရဲအင်တွေကိုစစ်တပ်လက်ထီးတွေနဲ့ပါနေတိုင်းပုံလာကြဲတယ်။တိုက်ပွဲကအပြင်းထန်ဆုံးဖြစ်နေတယ်။လက်နက်ကြီးပြည်တံတွေကဦးချစ်ဖေကပါကြားနေရတယ်လို့စေအေးတင်းရင်းမြစ်က AI တိုင်းကိုပြောပါတယ်။ညောင်ကျိုးစကမ်းမစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်ဟာကြာပူးကြောင်းအတိုင်းဦးချစ်ဖေမျိုးဘက်တို့ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးစကမ်းကိုစစ်ကောင်စီကလေကြောင်းပစ်ကူတာမကရေပြင်စစ်ကူတွေပါပို့ဆောင်ထားပြီးတိုက်ပွဲအခြေအနေကြောင့်ညောင်ကျိုးတောင်းနဲ့ဦးချစ်ဖေရှိ ကပ္ပသား6တို့မှာစစ်ကောင်စီတပ်ရင်အား6အောက်ခန့်ပို့ဆောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာညောင်ကျိုးရွာကြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးညောင်ကျိုးနဲ့ညောင်ကျိုးသောရွာကြီးမှာတိုက်ပွဲပြင်းထန်စွာပြုလုပ်သိရပါတယ်။